မယ်ဆိုတော့ဦးနဲ့တို့ဒီမှာ၃ချိန်မြောက်ကကနေနော်၃ချိန်မြောက်ကကနေ၃၆နှစ်က၃၆နှစ်လို့နှစ်နှစ်ချပြီးပို့ထားတယ်နော်ပို့ပြီးတော့သူ့ရဲ့တပွဲကြော်မှာထိတ်စီ၃လုံး၈လို့ကစားတယ်ထိတ်စီ၃လုံး၈လို့ကစားတဲ့နှစ်ထဲမှာနောက်နှလုံးပေါင်းခြင်းဒီ၃၈ရပူးတစ်လို့ပိတ်ပြီးတယ်နဲ့သူ့အောင်မှာ၃၄နှစ်လို့ပတ်လေကနန်းတကွက်ဒီမှာထွက်ခဲ့တယ်ဒါပရမတ်တကက်ပေါ့နော်ဒုတိယကမှလည်းအဲ့လိုပဲ၃ချိန်မြောက်ကကနန်း 499က499လို့နှစ်နှစ်ခြားပြီးပို့တယ်ဒီသုံးလုံးပေါင်းချင်းရှစ်လို့ဖြစ်တယ်အဲ့ဒီနှစ်ထဲမှာရှင်းနှလုံးပေါင်းချင်းဒီတော့ရှေ့ပေါင်း800ဘူးတင်းနောက်ပဲသူ့ရဲ့အောက်မှာ3လေးနှစ်ဆိုတဲ့ခဏန်ပတ်လေထွက်ခဲ့တယ်ပေါ့နော်တတိယအကတ်မှာလည်းဦးနေတို့အဲ့ဒီလိုပဲ684က864လို့နှစ်နှစ်ခြားပြီးတော့ထွက်တယ်ထိတ်စီးသုံးလုံးပေါင်းချင်းဒီရှစ်လို့ပုံတွေဖြစ်တယ်အဲ့ဒီနှစ်ထဲမှာရှေ့နှလုံးပေါင်းချင်းဒီ3ရှေ့နှလုံးဒီအပု1လို့နောက်ပိတ်ပြီးတာနဲ့3 2 4ဆိုတဲ့ကဏ္ဍပတ်လေဦးသူကစားခဲ့တယ် ဟုတ်ပြီအဲ့ဒီလိုတွေကစားပြီးတာနဲ့အနော်အဲ့ဒီလိုတွေကစားပြီးတာနဲ့၃နှစ်လေးလို့ကနန်းပတ်လေကစားပြီးတာနဲ့တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်မြောက်တဲမှာဒီ၃လုံးပေါင်းခြင်းဒီ၄၄ရဲ့ပါဝါနောက်နှလုံးပေါင်းခြင်းဒီ၉လို့ကစားပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်နော်သူ့ရဲ့နောက်တစ်နှစ်ထဲမှာထွက်ခဲ့တဲ့ဒီကနန်းလေး643ဆိုတဲ့ကနန်းဘယ်လိုထွက်တယ်လဲဆိုတာကိုဦးနိုင်ကစားပြမယ် ခုဒုတိယကံမှာလည်းအဲ့လိုပဲဒီ3 4နှစ်လို့ပတ်လေကစားပြန်တယ်တနည်းနည်း3 4နှစ်မြောက်တဲ့မှာနှစ်ဦးမှာဒီ3လုံးပေါင်းခြင်းက4နောက်ပေါင်း6လို့ဖြစ်ခဲ့ပြီးတာ ਨੇ သူ့ရဲ့နောက်တဲ့နှစ်6ခုဆိုတဲ့ကနန်းကိုဘယ်လိုထွက်တယ်လဲဆိုတော့ဦးနဲ့ကစားပြမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာနော်3 4နှစ်ပတ်လေလို့ကစားတယ်တနည်းနည်း3 4နှစ်မြောက်တဲ့မှာလည်းဒီ3လုံးပေါင်းခြင်းက4နောက်နှလုံးပေါင်းက6လို့သူကစားခဲ့တဲ့အတွက်ဒီ2025 2025ခုနှစ်ထဲမှာဒီအချိန်လေးမှာကစားခြင်းနဲ့ကစားကွက်ပေါ့နော်အနန္တိတကွက်ကိုဦးနိုင်ပြပေးမယ်ပြပေးမယ်ဆိုတော့ဒီပထမအကတ်မှာဦးနိုင်တို့နော်ဒီကနန်းဒီနှစ်နှစ်ချာပို့လိုက်တော့သူနဲ့တိုင်ပင်အကွာဝေးအတူတူမှာတုံညာခါကတုံညာထိတ်လို့ထည့်တုံညာခါကတုံညာထိတ်လို့ထည့်ပြီးတာနဲ့ဒီနေရာမှာတုံညာပရိတ်လို့ပုံဒီကစားတယ်ဒုတိယအကတ်မှာလည်းအဲ့လိုပဲဒီကနန်းဒီဒီမှာ ကစားလိုက်တဲ့အတွက်တိုင်းမင်ပွားဝေးအတူတူပဲ။တုံညာခါကတုံညာထိတ်လို့ထည့်တယ်။ဒီနေရာမှာတုံညာဗရိတ်လို့ပဲပြန်ကစားတယ်။တတိယကံမှာလည်းဦးနိုင်တို့အဲ့လိုပဲ6400လို့ထည့်တယ်။တုံညာခါဒီတုံညာထိတ်လို့ထည့်ပြီးတော့ဒီနေရာမှာတုံညာဗရိတ်လို့တိုင်းမင်အကွာဝေးအတူတူမှာတိုင်းမင်ကိုတည်လိုက်တာပေါ့နော်။ဟုတ်ပြီအဲ့ဒီလို့တည်ပြီးတာနဲ့နော်အဲ့ဒီလို့တည်ပြီးတာနဲ့ဒီမှာစခဲ့တဲ့ဒီ3လုံး8ဆိုတာလေးကိုဦးနိုင်ကအလုပ်လုပ်ရှင်တာ ီသုံးလုံးပေါင်းချင်းရှစ်လို့ဖြစ်ခဲ့တဲ့အတွက်နော်ရှစ်ရှစ်လို့ဖြစ်ခဲ့တဲ့ပဲနောက်နောက်နှလုံးပေါင်းသုံးဒီမှာရှစ်နှလုံးပေါင်းပူအဲ့ဒီပူရှေဘူးလို့ကြတဲ့နှစ်ထဲမှာနော်ရှစ်ပါတယ်ခဏတကွက်ဒီရှစ်ပါတယ်ခဏတကွက်အဲ့ဒီ၈ပါတဲ့ကဏ္ဍတစ်ခွက်ဒီ၈ဖြစ်ချင်အောင်၈ပါတဲ့ကဏ္ဍတစ်ခွက်ဒီတနည်းနှစ်နှစ်သုံးနှစ်မြောက်တဲမှာသူလိုက်ထွက်မယ်ဒီကဏ္ဍဒီသုံးနှစ်မြောက်တဲမှာလိုက်ထွက်မယ်ထွက်ပြီးတော့အဲ့ဒီကဏ္ဍကလည်းသူ့ရဲ့နောက်တဲ့နှစ်မှာမလိုက်ထွက်မယ်သုံးကထွက်တာနော် ရှိပါတဲ့ကနန်းဒီသုံးနှစ်မြောက်ထဲမှာထွက်မယ်ဒီကနန်းဒီလည်းနောက်တစ်နှစ်ကိုလိုက်ထွက်မယ်ထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကနန်း364ဆိုတဲ့ကနန်းဒီဒီဖြစ်စဉ်တွေအားလုံးကိုကစားပြီးတာနဲ့ဒီနေ့ထဲမှာဒီမှာလာပြီးအကွက်ရှိထွက်တယ်ဒီ364ဆိုတဲ့ကနန်းကဒီနေရာမှာလာထွက်တယ်သူထွက်တော့တဲ့ထွက်တော့မဲ့အချိန်မှာရှစ်ဖြစ်ချင်းတော့ဒီနေရာလေးမှာရှစ်ထိတ်လို့ထောက်မယ်ဒီဘက်မှာထောက်ချက်တွေအများကြီးပါတယ်ရှုပ်သွားမှဆိုလို့ထည့်မပြတော့ဘူးပေါ့နော်ဒါတူတူနဲ့လိုရင်းပေါ့ရှစ်ထိတ်လို့ထောက်ပြီးတော့နဲ့ဒီနေရာကိုထွက်တယ်ဒါပထမတစ်ခတ် ဒုတိယကံမှာလည်းအဲ့လိုပဲဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်ဒီသုံးလုံးရှစ်လို့ဖြစ်တယ်ရှစ်ပေါင်း၃ရှစ်ဘူးလို့ကစားတယ်အဲ့လိုကစားတဲ့နှစ်ထဲမှာပဲရှစ်ပါတဲ့ကဏ္ဍတစ်ခွက်၄ရှစ်သုံးဆိုတဲ့ကဏ္ဍဒီတနည်းနည်းနဲ့သုံးနည်းမြောက်ထဲမှာသူလိုက်ထွက်တယ်ထွက်ပြီးတော့အဲ့ဒီကဏ္ဍကလည်းသူ့ရဲ့နောက်တဲ့နှစ်မှာလိုက်ကစားတယ်သုံးနည်းစတိုက်ထွက်တယ်ထွက်တော့သူ့ရဲ့အပေါ်မှာရှိတယ်တပွဲကျော်အပေါ်မှာရှိတယ်ကိုငါခွန်ဆိုတဲ့ကဏ္ဍဒီဒီနှစ်ထဲမှာလိုက်ထွက်တယ်သူထွက်တော့မဲ့အချိန်မှာလည်း ပရမအကကလို့ပဲဒီနေရာလေးမှာရှစ်ထိတ်လို့ထောက်ပြီးတော့မှာပဲသူထွက်တယ်။ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီတတိယကံမှာဒီသုံးလုံးရှစ်လို့ဖြစ်ခဲ့လို့ရှင်းနှလုံးပေါင်း၃ရှစ်မှာလဲပူးခဲ့လို့ဒီနေသေးကကဏ္ဍနော်ဒီနေသေးကကဏ္ဍဒီမှာကျတော့ तू ကရှစ်ပါတယ်ကဏ္ဍမဟုတ်ဘူးနော်ဒီသုံးတုံညာခုံးဆိုတဲ့ကဏ္ဍဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တည်းမှာဒီနေရာလေးကိုတာထွက်တယ်။အဲ့သုံးတုံညာခုံးဒီလေသူ့ရဲ့နောက်တစ်နှစ်မှာလိုက်ထွက်တယ် ထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကနော်သူ့ရဲ့တပွဲကျော်က၄၁၅ဆိုတဲ့ကနန်းဒီဦးနိုင်ကဒီနေရာလေးကိုကစားခြင်းတာဒါ၄၁၅လို့ဦးနိုင်ကကစားခြင်းတာဘာဖြစ်လို့လဲဆိုတော့၄၁၅လို့ဒီနေရာလေးကိုထည့်ရတဲ့အကြောင်းရင်းဒီသူကဒီနေရာလေးမှာရှစ်ထည့်စီလို့ထောက်ထားခဲ့ထောက်ထားခဲ့တယ်ဆိုတော့ပရမတ်ဖြစ်စင်နေမှာကရှစ်ဖြစ်ချင်းကြောင့်ရှစ်ပါတဲ့ကနန်းဒီ၃ခွက်လိုက်ကစားတယ်လိုက်ကစားပြီးတော့မှဒီကနန်းက၈ထည့်ရဲ့တောင်းကိုထွက်တယ်ဒုတိယအကမှလည်း၈ပါတဲ့ကနန်းဒီ သုံးခွက်လိုက်ကစားတယ်ကစားပြီးတော့မှသူ့ရဲ့အပေါ်ကကနန်းဒီရှစ်ထိပ်စီရဲ့ဒီအောက်ကိုထွက်တယ်အဲ့တော့ဒီနေ့ထဲမှာလည်းရှစ်ပါတဲ့ကနန်းကရှိတယ်ဒီမှာရှစ်ငါးသုံးရှစ်ပါတဲ့ကနန်းဒီတနေ့နှစ်နေ့သုံးနေ့မြောက်တဲ့မှာလည်းအဲ့ဒီမှာနော်ရှစ်ငါးသုံးကလာပြီးတော့ထွက်ခရအောင်မယ်နော်ရှစ်ငါးသုံးဒီအော်ဒီမှာရှစ်ငါးသုံးသူကမထွက်ခဲ့ဘူးနော်ဒီမှာရှစ်ပါတဲ့ကနန်းကဒီမှာရှစ်ငါးသုံးကတနေ့နှစ်နေ့ ၃နှစ်မြောက်တည်းမှာမတွေ့ဘူးနဲ့ तू က၄နှစ်မြောက်တည်းမှာ तू ကလာထွက်တယ်လားရှင်ကားသုံးဆိုတဲ့ခင်ဗျာနော်အဲ့ဒီလိုတွေ तू ကလှည့်ထားခဲ့တာပေါ့နော်လှည့်ထားခဲ့တဲ့အတွက်ကိုဒါဥနိုင်ကဒီဘွဲမှာဒီ၃ညာ၃ခုဆိုတဲ့ကနင်းလေးကိုဒါဥနိုင်ကရွေးပြီးတော့ကစားလိုက်ရခြင်းဖြစ်တယ်ပေါ့နော်အော်ဒီမှာပါဥနိုင်ကလည်းဒီမှာမျက်လုံးကမကောင်းနော်ဒီရှင်ကားသုံးရှင်ကားတုံးဆိုတဲ့ကဏ္ဍဒီတနည်းနည်း၃နှစ်မြောက်တဲမှာလဲအဲ့ဒီရှိကွာတဲ့ကဏ္ဍဒီနေရာလေးမှာလာထွက်တယ်ရှင်ကားတုံးဆိုတဲ့ကဏ္ဍက ဩဒီမှာဒီမှာနော်ရှင်းကားတော့လို့ဒီဘက်မှာထွက်တာဒီနေ့ထဲမှာသူကမထွက်ခဲ့ဘူးနော်ဒီနေ့ထဲမှာဒီမှာလာထွက်တယ်နော်ဒီရှင်းကားတော့ဒီတစ်နှစ်နှစ်သုံးနှစ်မြောက်တည်းမှာ9 3 8လို့ထွက်တယ်ထွက်ပြီးရတယ်အဲ့9 3 8ကလည်းသူ့ရဲ့နောက်တစ်နှစ်ကိုဒီမှာလိုက်ထွက်တယ်အဲ့လိုယူလိုက်မယ်ဆိုရင်ဒီ10ပါတဲ့ကဏ္ဍရဲ့တပွဲကျော်ကကဏ္ဍဆိုတော့ဒီပါသူကသူ့ရဲ့နောက်တစ်နှစ်ကိုကူးမှာပေါ့နှစ်ပိတ်ကိုကူးသွားမှာ နှစ်ပိတ်ကိုကူးသွားတဲ့ကနန်းဒီဘာကနန်းဖြစ်လဲဆိုတော့ဒီနှစ်သုံး၄ဆိုတဲ့ကနန်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကြီးကဥနဲ့ကမကြိုက်လို့မို့မယူဘဲနဲ့ဒါလိန်ခွက်အနေနဲ့ဒီကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တဲမှာဒီမှာပို့တယ်ပို့ပြီးတော့ဒီကနန်းကလည်းနောက်တစ်နှစ်ကိုသူလိုက်ထွက်တယ်ဒါတော့ရှင်းမပါဘူးအဲသူ့ရဲ့တပွဲကြောကကနန်းဒီ၄တင်၅ဒီဒါရှစ်ထိတ်စီထောက်ပြီးတော့ねဒီနေရာကိုထွက်ရှင်ဒီစိုက်ကလေးတည်းနဲ့ဥနဲ့ပြပေးမယ်နော်ခုဒီမှာဥနဲ့တို့တုံညာခါတုံညာခါရှင်နှလုံးပေါင်းတုံညာ ဒီ၃လုံး၃ညရှေးပေါင်း၅နဲ့နောက်ပေါင်း၅နဲ့၄လုံး၃ညလို့ကစားပြီနော်၃ညခါတပွဲကျော်ရှေးပေါင်း၃ညနှစ်ပွဲကျော်၃လုံးပေါင်း၃ညသူ့ရဲ့မြင်းကုန်မှာရှေးပေါင်း၅နဲ့နောက်ပေါင်း၅နဲ့၄လုံး၃ည၃ညဖြစ်ရှင်၄မျိုးကစားထားတယ်နှစ်စာမှာပေါ့နော်အဲ့ဒီမှာတကက်ရှိတယ်ဟုတ်ပြီဒါဆိုရင်ဒုတိယတကက်၃ညခါတပွဲကျော်မှာရှင်းနေလုံး၃၀ နှစ်ပွဲကျော်မှာဒီသုံးလုံးတုံညသူ့ရဲ့မြင်းကုန်မှာရှေ့ပေါင်းနှစ်နဲ့နောက်ပေါင်းရှစ်နဲ့လေးလုံးပေါင်းရင်တုံညလို့တုံညဖြစ်ခြင်းလေးမျိုးကစားထားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာလဲတုံညခါတပွဲကျော်မှာရှေ့ပေါင်းတုံညနှစ်ပွဲကျော်မှာဒီသုံးလုံးတုံညသူ့ရဲ့မြင်းကုန်မှာလဲရှေ့ပေါင်း6နဲ့နောက်ပေါင်း၄နဲ့လေးလုံးတုံညလို့ကစားလိုက်တဲ့အတွက်ကိုတုံညဖြစ်ခြင်းသူလေးမျိုးကစားတယ်အဲ့ဒီလိုလေးမျိုးကစားပြီးတာ ਨੇ သူ့ရဲ့ဒီနောက်တစ်နှစ်မှာကစားမဲ့ ဒီကနန်းဒီနော်တိုင်ပင်ကွာဝေးအတူတူပဲတုံညာထိတ်ကြောင့်ဒီထိတ်နဲ့ဒီဘိန်းနဲ့တုံညာလို့ဖြစ်တာ ਨੇ ဒီကနန်းဒီနှစ်ဦးအကွက်ရှိဖြစ်နေကစားတယ်ဒုတိယကမှလည်းနှစ်ဦးမှကစားတယ်၃လေးနှစ်ဒီနော်ဒီ၉ထိတ်ကြောင့်ဒီထိတ်နဲ့ဒီဘိန်းနဲ့၉လို့ဖြစ်တာရဲ့သူ့ရဲ့အပေါ်ကနန်းဒီဒီနှစ်ဦးကိုတက်ပြီးတော့သူကစားတယ်ပေါ့နော်ပြဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီတတိယကမှဒီမှာထွက်မဲ့ကနန်းကလည်းတုံညာပြီးပြီး၉ပြီးပြီးဒီမှာ၈ ဒီရှစ်ကြောင်းဒီထိတ်နဲ့ဒီပရိနဲ့ရှစ်လို့ဖြစ်လို့သူ့အပေါ်ဟာဒီကလည်းလည်းနောက်တစ်နှစ်နှစ်ဦးကိုသူကစားတယ်ပေါ့နော်။ရဟုတ်ပြီ။အဲ့ဒီလူတွေကစားပြီးတာနဲ့နော်။အဲ့ဒီလူတွေကစားပြီးတာနဲ့ဒီတုံလုံးပေါင်းရင်တုံညလို့ဖြစ်တဲ့နှစ်ထဲမှာဦးနေတို့ဒီမှာခွန်ခွန်နှစ်လို့ပါဝါထွိုင်ထောက်တယ်။ထောက်တဲ့သူ့ရဲ့အပေါ်ဟာကနေ3တုံညာ3ဆိုတဲ့ကနေဒီသူ့ရဲ့နောက်တစ်နှစ်မှာတုံညာ3ခွန်ပတ်လေကြပြီးတာနဲ့သူ့ရဲ့အောက်ကိုဒဲကြတယ်တပွဲစော။ဒီမှာတကက်ရှိတယ်။ ဒုတိယကတ်မှာလည်းအဲ့လိုပဲဒီ၃လုံး၃ညလို့ဖြစ်တာ ਨੇ နော်ခွန်ခွန်နှစ်လို့ပါဝါထွိုင်းထောက်တယ်သူ့ရဲ့အပေါ်က၄လေးခွန်းဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာ၃ည၃ခွန်းလို့ပတ်လေကြပြီနဲ့သူ့ရဲ့တပွဲစော်ကိုဒဲကြတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယကတ်မှာဒီ၃လုံးပေါင်းရင်၃ညလို့ဖြစ်လို့နော်ခွန်ခွန်နှစ်လို့ပါဝါထွိုင်းထောက်တယ်သူ့ရဲ့အပေါ်က၂၅ရှစ်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာ၃၃ညခွန်းပတ်လေကြလေသူ့ရဲ့တပွဲစော်ကိုဒဲကြတယ် ဲကြတော့အဲ့ဒါလေးကိုဦးနေကထောက်ချက်ယူတော့နော်ထောက်ချက်ယူတော့မှဆိုတော့ကောင်းပြီခွန်ခွန်နှစ်လို့ပါဝါထိုင်ထောက်လို့ဒီကနန်းကသူ့ရဲ့နောက်တဲ့နှစ်မှာတုံညာသုံးခွန်ပတ်လေရဲ့တပွဲကြော်ထဲကြပြီးတာနဲ့သူ့ရဲ့ညာဘက်ကိုရှိလိုက်1 2 3 4 5နော်သူ့ရဲ့ညာဘက်မှာ1 2 3 4 5ချိန်မြောက်မှာထွက်မဲ့ဒီကနန်း1 5လေးဒီဘယ်ကနေလာလဲဘယ်ကနေလာလဲဆိုတော့ဒီတုံညာသုံးခွန်ရဲ့တပွဲကြော်ထဲကြခဲ့တဲ့သုံးတုံညာသုံးလို့ကြားတဲ့နှစ်သေးက 9ထိတ်နဲ့51အတွဲပါတယ်ခဏ51အတွဲပါတယ်ခဏဒီဒီနေရာလေးမှာထဲကြထဲကြတော့မဲ့အချိန်မှာ तू ကဒီနေရာမှာ ग्वा ရှိကိုခါလို့လေ तू ထောက်တာပဲဒီကဏန်းကလည်းထောက်တာပဲ ग्वा ရှိကိုခါလည်းထောက်တာနှစ်ချက်ထောက်နေဒီနေရာကိုကြဒုတိယကမှလည်းအဲ့လိုပဲဒီခွန်ခွန်နှစ်လို့ဖြစ်တယ်ပါပါထိုင်းဒီကနန်းဒီသူ့ရဲ့နောက်တဲ့နှစ်မှာတုံညာသုံးခွန်ပတ်လေရဲ့တပွဲကြောမှာဒဲကြတယ်ဒဲကြတော့သူ့ရဲ့ညာဘက်မှာလည်း1 2 3 4 နားနေမြောက်ပါဒီထွက်မဲ့ကနန်းဝါရှိအိုးခါလို့လေထောက်နေပြီဒီမှာထွက်မဲ့ကနန်းဒီဒီ၃ညာ၃ခုတပွဲကျော်ဒဲကြခဲ့တဲ့နှစ်သေးက၅ထိတ်နဲ့၅တက်အတွဲပါတယ်ကနန်း၅တက်ဒီဒီနေရာလေးမှာနှစ်ချက်ထောင်းနဲ့ကြာမှာဟုတ်ပြီဒါဆိုရင်ဦးနေတို့ဒီမှာနော်တတိယကံမှာလဲဒီသုံးလုံးပေါင်း၃ညာလို့ဖြစ်ခဲ့လို့ဒီနှစ်သေးကခွန်ခွန်နှစ်လို့ပါဝတ်တိုင်းထောက်တယ်ဒီကနန်းဒီသူ့ရဲ့နောက်တဲ့နှစ်မှာ၃ညာ၃ခုပတ်လည်ရဲ့တပွဲကျော်ဒဲကြခဲ့ပြီ ော်ကြားခဲ့တဲ့တော့ကိုသူ့ရဲ့ညာဘက်ကို1 2 3 4 5နှစ်ရှိလိုက်ရင်ဒီနေရာမှာထွက်မဲ့ကနေသည်ဝါရှစ်လဲထောက်တယ်ကိုးခါလဲထောက်တယ်ဒီမှာထွက်မဲ့ကနေသည်ဒီနှစ်သေးက9ထိတ်နဲ့51အတွဲပါတယ်ကနေသည်ဦးနေတော့ရွေးချယ်เสียလုံးဝမရှိဘူးတကွက်ပဲရှိတယ်9ထိတ်စီးနဲ့9ထိတ်စီးနဲ့51အတွဲလိုက်ပါတာဒီ9တစ်ခွန်တကွက်ပဲရှိတယ်လုံးဝ51တွဲဒီလုံးဝမရှိဘူးအဲ့တကွက်ပဲရှိတယ်အဲ့တော့ဒီ9တစ်ခွန်းဆိုတဲ့ကဏ္ဍဒီဦးနေကဒီနေရာလေးမှာဒါကဏ္ဍကို အကွက်ရွှေဖြစ်နေကစားလိုက်တယ်နော်အဲ့တော့ဒီဂွားရှိကိုခါကလည်းထောက်တယ်အဲ့နှစ်ချက်ထောက်တဲ့ဒီနေရာကိုရွှေ့ရှင်တယ်အဲ့ဒီမှာ तू ကကစားတဲ့ဖြစ်စဉ်ကလေးကတဘာဝကြဘုံလေးကိုဦးနဲ့ရှင်းပြနော်ရှင်းပြမယ်ဆိုတော့ဒီကနန်းဒီသုံးတုံညာသုံးဒီသူ့ရဲ့နောက်တဲ့နှစ်ကိုဒဲရွှေရောက်မဲ့အချိန်မှာခွန်ခွန်နှစ်လို့ပါဝါတိုင်းထောက်ပြီးတော့မှဒီကနန်းကဒီအထောက်နဲ့ဒဲရွှေခဲ့တာအဲ့တော့ဒီကနန်းကလည်းဒီနေရာမှာရွှေ့တော့မဲ့အချိန်မှာနော်ငါးလေးတက် ငါထိန်နဲ့51တွဲရှိတော့မယ့်အချိန်မှာလေသူ့ရဲ့တပွဲကြောင်မှာ669လို့ပါဝါဆိုင်ထောက်ပြီးတော့မှရှိတယ်လို့အခုနဲ့ယူဆတယ်ဒုတိယကံမှာလည်းအဲ့လိုပဲခွန်ခွန်နှစ်လို့ပါဝါတိုင်ထောက်ပြီးတော့ဒီကိန်းကလည်းဒီမှာဒဲရွှေ့ခဲ့တယ်လို့911ရှိတော့မယ့်အချိန်မှာလေသူ့ရဲ့တပွဲကြောင်မှာ116လို့ပါဝါဆိုင်ထောက်ပြီးတော့မှဒီနေရာမှာရွှေ့ခဲ့တာလို့ယူဆလိုက်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ခုဒီမှာလည်းခွန်ခွန်နှစ်လို့ပါဝါတိုင်ထောက်ပြီးတော့ဒီကိန်းကဒီဘက်မှာဒဲရွှေ့ခဲ့တယ်လို့ခု91ခွန်ဆိုတဲ့ကိန်းကလည်းသူ့ရဲ့တပွဲကြောင်မှာ3935လို့ ပါမထိုင်လဲထောက်ထားတဲ့အတွက်ကိုဒီကနေ့ကဒီနေရာမှာဒါဦးနဲ့ကအကွက်ရွှေ့ဖြစ်နေကိုရွှေ့လိုက်ချင်လို့တာပေါ့နော်